ကဲရှင်တို့ဇွဲထက်မိသားစုရဲ့အလှူကိုလေပါပြောချင်သေးလဲကျမပြောချင်တာကတော့လေကျမကတော့တာရုခေါ်တယ်ကျမအားကြတယ်ကျမလှူချင်တယ်သူတို့ဘာသူတို့သူတို့ချမ်းသာလို့ရွှေအတောင်းလိုက်ပဲလူလူအချောင်းလိုက်ပဲလူလူရွှေတွေကိုခင်းပြီးတော့ပဲလူလူရွှေတွေနဲ့ရွှေမုန်းဝင်မှုရွာပြီးတော့ပဲလူလူကျမကတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်အားကြတယ်အဲ့လိုအလှူမျိုးကိုကျမတိတ်ပြီးတော့လှူချင်တယ် เนาะကျမသာပတ်စံရှိရင်ကျမလှူခြင်းတလူလှူမယ်ကျမလှူခြင်းတဲ့နေရာလှူမယ်ဘာကြောင့်လဲဆိုကျမပတ်စံဖြစ်တဲ့အတွက်ကြောင့်ကျမဒီဘုံကြီးကျောင်းတစ်ခုလေးကိုကျမတရားရင်လဲကျမဘုံကြီးကျောင်းတစ်ခုလေးကိုလည်းလှူခြင်းလှူမယ်เนาะဒါမှမဟုတ်တခြားနေရာတွေကိုတရားရင်လဲကျမလှူခြင်းလှူမယ်ဒါကျမတို့ရဲ့ ရှောက်ဖွေထားတဲ့ပတ်စံတွေဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကြိုက်တဲ့နေရာမှာလူခွင့်ရှိတယ်။ရှင်တို့ရဲ့တပြားတစ်ချက်မှပတ်စံမဟုတ်ဘူး။အဲဒီအတွက်ကြောင့်ဘသူမှဝေဖန်မှုကိုလည်းကျမဂူးဆိုင်ဘူး။ကျမလည်းဖျားတဲ့အကြောင်းဆောက်တဲ့တိမ်နေစရက်တွေဆောက်တယ်။ကျမတက်နိုင်တဲ့လောက်လှူတယ်။လူတွေလည်းထမင်းကျွေးတယ်။အလူမှန်သမျှလှုပ်တယ်။နော်ဒီရှင်မပြုတ်နိုင်တဲ့ကလေးတွေလည်းရှင်ပြုတ်တယ်။ဒါကကျမတို့ရဲ့တရားတရားနဲ့ကျမတို့သွားနေတာဖြစ်တဲ့အတွက်ကြောင့်ကျမဒီဒီမှာအနောက်မှာတင် ရိုက်ထားတဲ့ပုံဆိုရင်ဒါအခုចောင်းဆောင်နေတဲ့ចောင်းမပြီးသေးလို့ចောင်းပြီးသွားရင်ဘုံကြီးကတောင်းထားတာចောင်းမကြီးဆိုပြီးအဲ့ပုံချိတ်ချင်လို့တဲ့เนาะဒါကျမတို့ရှောက်ဖွေထားတဲ့ပုစံဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကြိုက်တဲ့နေရာမှာလူဝင်ရှိတယ်ဖះတဲတဲ့ចောင်းဆော့ဆော့နောက်ဆိုမြေကြီးထဲမှာပဲတွင်တူပြီးတော့ပဲပစ္စည်းတွေအပုံလိုက်ပဲမြုပ်မြုပ်ဒါကျမတို့ပုစံဖြစ်တယ်အဲ့အတွက်ကြောင့်ဇွဲထက်မိသားစုနဲ့ပတ်သက်ပြီးတော့ကျမကတော့မဝေဖန်ဘူးမပြောလဲမပြောဘူးဒါသူတို့ပုစံသူတို့ငွေကြေးဖြစ်တဲ့အတွက်သူတို့ကြိုက်တာလူဝင်ရှိတယ် သူတို့တရားရာလူခွင့်ရှိရကျမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာပြောပြီးသားမြတ်စွာဘုရားကလည်းဘလို့လူပါလို့မပြောဘူးတရားစိတ်ရှိရင်လူလို့ရတယ်နော်ညောင်စေးလေးလောက်လူပြီးတော့လည်းညောင်မင်ကြီးလောက်ရခြင်းရပါညောင်မင်ကြီးလောက်လူပြီးတော့ညောင်စေးလောက်မရတဲ့အလူတွေလည်းအများကြီးပဲကျမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အလူသည်နေခြင်းများခြင်းနဲ့မသက်ဆိုင်ကိုယ့်ရဲ့တရားစိတ်နဲ့သက်ဆိုင်တယ်အဲ့ဒီတတော်ရှင်တို့ရှာမရှင်နဲ့သူများလူနေတာကိုသူတို့ပတ်စံနဲ့သူတို့ဘာပဲလူလူသူတို့တရားစိတ်နဲ့သူတို့လူတာ နော်ဖျားရှင်လက်ထက်ကလည်းတရာစိမ့်နဲ့လူတာတွေအများကြီးရှိတယ်။နော်ဖျားတဲ့ចောင်းဆောက်တရာလည်းသူတို့ရဲ့ဟိုဖျားတဲ့ចောင်းဆောက်တဲ့သူတွေကလည်းသူတို့မှလည်းသူတို့ရည်ရွယ်ချက်သူတို့ဥတီချက်တွေသူတို့ရှိတယ်။သူတို့ရဲ့သူတို့ရဲ့ဝါသနာသူတို့ရဲ့ခဏပြောဒရင်းနေပေါ့နော်သူတို့တွေဒရင်းနေနဲ့အကောင့်ထဲပေါ်နေတာဖြစ်တယ်အဲ့တော့ရှင်တို့ရှာမရှင်နဲ့နော်ရှင်တို့ရှင်တို့လူကျင်တဲ့နေရာဆိုရင်ရှင်ရှင်တို့မှာရှင်တို့ရှင်တို့လူကျမကတော့အဲ့ဒါလေးပဲကျမကတော့ ကျွန်မလည်းဝါသနာပါတယ်ကျွန်မလည်းအားကြရတကယ်လည်းတာရုခေါ်တယ်အဲဒီဘဝမှာလည်းဒီထက်အများကြီးလှူကျင်တယ်နောက်ဘဝအဆက်ဆက်မှာလည်းဒီလိုလှူကျင်တယ်ဒီထက်ပို့ပြီးတော့ချမ်းသာကြွယ်ဝပြီးဒီထက်အလှူကြီးကိုလေအဲ့လိုချိမ့်ချိမ့်တယ်ကိုပေးကျင်တယ်အခု ီတန်ဃာတော်တွေမွေးထုတ်ပြီးနေတဲ့ဒီတန်ဃာကြောင်တိုက်တွေရှိတယ်เนาะအခုဇွဲထက်လို့လူတဲ့နေရာတွေဆိုတာတန်ဃာကြောင်တိုက်တွေကိုလူထားတာဒါဗုဒ္ဓဘာသာအတွက်တကယ်ကိုအထွတ်မြတ်ထားတဲ့ကြောင်တိုက်တွေပေါ့เนาะတန်ဃာတော်တွေပွန့်ပွန့်တန်ဃာတော်တွေအများကြီးပေါ်ထွက်လာအောင်လုပ်ပေးတဲ့